ုအခုတော့ကျွန်တော်ကြည့်ပါသေးတယ်ညနေ3ခွဲလောက်ကန်တယ်ဒါဆိုရင်အရန်ပူရဲဒီလိုမျိုးကျွန်တော်ပြောချင်တာမဟုတ်ဘူး။ပုံမှန်ဆိုကျွန်တော်အများနဲ့လီပူဆိုတဲ့6နာရီ9နာရီညဆိုကံ။ဆိုတော့ကစားသမားကျတော့ကို့မှာရှိတဲ့အားကိုအပုံပြနိုင်တယ်ပေါ့။ဒီမှာကျအရန်ပူရဲနေ့လည်း2နာရီလောက်တည်းကစပြနေတဲ့အတွေ့အကြုံချင်းကပါညာလို့ရတယ်ဆိုရင်တချို့ကစားသမားအဲ့လိုမျိုးကိုကိုအတိုင်းမဖြစ်ကြကစားသမားဆိုရင်အဲ့မှာတွေက ခန္ဓာကိုယ်ကတားကြီးစပြီးပုံမှန်စပြုတ်နေပြီပေါ့ဆိုတော့ကျွန်တော်လည်းညာဘက်ကံကိုလည်းဟိုညာဘက်မကန်နိုင်တော့မှညနေဘေးကွင်း9နာရီကန်နိုင်မှုလည်းညွန်နေတယ်ပေါ့ဟိုအဓိကတော့အရာလုံးက budget ပဲ budget ကအရေးကြီးဆုံးဘယ်နေရာမှာဖြစ်ဖြစ်ဆိုတော့ budget နည်းနည်း3နာရီလीနည်းနည်းအောင်မြင်မယ်ဒါကျွန်တော်တို့ပြောစရာမလိုလူတွေဟိုလူကြီးလည်းသိတယ်ဒါတော့ပါပဲကျွန်တော်အတားရပြောစရာမရှိပါဘူး တော့ဒီတရားကျွန်တော်ပုံဆက်တယ်ပေါ့ပုံဆက်တယ်ဘောလုံးပုံဆက်တယ်ပါပြီးတော့ကျတော့ပထမတော့ကိုယ်လည်းအများကြီးတွေ့သေးပေါ့နိုင်ငံသွားမယ်သူလည်းနိုင်ငံသွားမယ်ပေါ့ဒါမဲ့နိုင်ငံမှာအခုဖြစ်နေတဲ့ဥစ္စာကကျွန်တော်လာစာပြဿနာတွေရောအဓိကတော့ကျွန်တော်တို့မနေ့ကရတဲ့လာစာလည်းဘာညာလည်းအဲ့လိုမျိုးမရတဲ့ဥစ္စာ facility လည်းကိုယ်တွေရောကန်းလည်းနဲ့နည်းနည်းတိတ်ပြီးတော့လူချင်းနဲ့ဟိုနေထိုင်မှမရှိဘူးပေါ့ဆိုတော့ကျွန်တော်ဒီတရားကျွန်တော်တို့ဘယ်လိုပြောရမလဲ လာတွေ့ကြည့်ပေါ့လာတွေ့ကြည့်ဆိုတော့ကျွန်တော်လာတွေ့ကြည့်တယ်သူတို့အသင်းပိုင်ရှင်အသင်းဟိုဘက်အသင်းဘက်ကနေဆိုတော့ကျွန်တော်အဲ့မှာဘာရှိလဲဆိုတော့အသင်းပိုင်ရှင်အသင်းဟိုဘက်ဒိုဘက်သူတို့ကရှင်းပြတယ်ဘိုးတို့ဒီတူတွေမဟုတ်ဘူးလီဝမ်လီဝမ်မြင်ဘာဖြစ်ရမလဲဆိုတော့ကျွန်တော်တို့မှာပလန်ကောင်းကောင်းရှိတယ်အဲ့ဒါပြီးတော့ကျွန်တော်လက်ခံလိုက်တယ်ပေါ့လက်ခံလိုက်တယ်ဒါပြီးတော့ချက်ချင်းကျွန်တော်ဝင်လာတော့ပုံစံလိုက်ပြန်ညီလေးအကိုကြီးကန်ကန်မလားဒီလိုပြန်ပြန်ပေါ့ဆိုတော့ အများကြီးအဲ့လိုမျိုးချွတ်ချွတ်တွေတော့မဟုတ်ရိုးရှင်းတယ်ပြီးသွားမှာဟုတ်အာကျွန်တော်လည်းတူတူပဲကြက်လန့်မှုရှိရယ်နိုင်ငံခြားကလပ်တွေအားမဲ့ကျွန်တော်မကြိုက်ဘူးအာကျွန်တော်မကြိုက်ဘူးအားအားကြောင့်မလို့အကောင်ကောင်းမနေတဲ့တိုင်ပင်နဲ့အကောင်ကောင်းမကျွန်တော်ပြောတယ်ညီလေးမင်းငါကန်ကန်ပါလားဆိုတော့ကိုကြီးကန်ကျွန်တော်ကန်မယ်အဲပြီးတော့ကိုကြီးတန်ကိုကြီးကန်ကျွန်တော်ကန်မယ်ဆိုပြီးတော့အဲ့တူတူအတင်းဥက္ကနဲ့စကားပြောပြီးတော့အတင်းရရေရှိပလန်လည်းရှိတယ်ဒါပေမဲ့ကျွန်တော်လည်းကြိုက်တယ်အကြောင်းမလို့ရွှေ့ရှိပြန်အာဒါကတော့ကျွန်တော်တို့က အခုမှအတင်းကိုလည်းစ join လာလဲပါတယ်ဆိုတော့ကြအတင်းကလည်းနောက်ဆုံးတစ်ပွဲဟိုကျွန်တော်တို့ဒီဒီ2ရဲ့ပထမကျောင်းနောက်ဆုံးပွဲခံအောင်မယ်ကျွန်တော်တို့ကလည်းအခုမှအတင်းဟို training စ join လာကြတော့ကြတော့အသားကြောက်လည်းလူသေးတယ်ဒါပေမဲ့ကျွန်တော်တို့ကစလာရတွေ့ပြီးသားအောင်မြင်မှုတစ်ခုရမှဖြစ်မယ်ဆိုတော့ကြတော့အောင်မြင်အောင်ကစားမယ်အတင်းမှရှိရအငယ်တွေရောဟိုကိုတွေကိုတက်ရောက်လာလူတွေရောနီးပြောင်းအတင်းမှရှိရဘယ်သူပဲဟိုရှိရလူရန်လူလာနဲ့ကျွန်တော်တို့က ီစီလုံးရှိနေမှာအဆင်ပြေမှာဘာလို့လဲဆိုတော့ဒီတင်ကအစဒီတင်ကအခုမှအတင်းတစ်ဖြစ်တဲ့အပြင်ကျွန်တော်တို့ကလည်းဒါအရာလုံးအစဆိုကြတော့အများကြီးလည်းလုပ်ရမယ်တစ်ချင်းစီပဲပေါ့ဟာကျွန်တော်ကအဓိကမျိုးဒီအဆင်တန်လေးတော့နည်းနည်းတော့ဟောဟမ်းမှုရှိရပါတော့အဲဒီနိုင်ငံကလပ်တွေတွေမှာလို့ပေးနိုင်တဲ့ facility မျိုးပေးလိုက်ရင်ကျွန်တော်တို့ဒီအဆင်တန်လေးပို့ပြီးတော့မြင့်လာမယ်ပြီးတော့ဂါးမကောင်းလေးတွေတစ်ချက်ပို့ပြီးပေါ်ထွက်လာမယ်ပြီးတော့ ကျွန်တော်တို့ဟိုဂါမိုင်းအနေနဲ့အားပိုစိုက်လာမယ်လို့ကျွန်တော်မြင်တယ်ဗျဟုတ်ကျွန်တော်တော့အများကြီးမရှိပါဘူးလီးအစင်တန်းကွာတယ်ဆိုတော့အဓိကကျွန်တော်တို့ရှီမှာရောက်တဲ့ foreigner တွေလည်းရှိတယ်ဒါပေမဲ့ပတ်စံများများသုံးနိုင်မှာ budget များများသုံးနိုင်မှာ foreigner ဆိုတာလည်းကောင်းကောင်းယူရတာပေါ့ဆိုတော့ကျွန်တော်ရှီမှာရောက်ခင်မှာ Thai တို့ Vietnam တို့ဒီ ASEAN နိုင်ငံတို့ဟိုကျွန်တော်တို့ဘောလုံးစင်တန်းမြင်တဲ့နိုင်ငံတွေကကျွန်တော်မျိုးယူပြီးသွားပြီဆိုတော့တချို့ပလေယာတွေကိုဆိုကြတော့ပတ်စံအများကြီးသုံးနိုင်မှာဟိုနိုင်ငံရသားကောင်းကောင်းရောက်မယ် ကျွန်တော် local player တွေအားလည်းခုနိုင်ငံထွက်ကနေ player ကြလဲအတူပဲဖြစ်ကိုချစ်ချင်းမချစ်ချင်းဆိုတော့ကိုနိုင်ငံမှာပဲနေချင်ကြတယ်ဆိုတော့ကျွန်တော်လည်းနေချင်တယ်ဟိုဥမာဆိုမိသားစုနဲ့သွားလာရတယ်အဲ့လိုဟိုတချို့တကယ်ရှိရဓာရီဒီမှာနေကြအောင်မကြုံအောင်ဆိုတော့ကျွန်တော်ဒီမှာပဲပြောပြောကြတော့ခုနကဝင်လာလို့ပြောလို့ကျွန်တော်တို့ဟိုတင်းတင်းလောက်ပြတဲ့အဲ့လိုမျိုး facility တခုနဲ့ဆိုရင်လိရလည်းတပြေးနဲ့မြင်လာမယ်ဟိုကျွန်တော်ပြောချင်တာဟိုအများကြီးထောက်ပြရလဲမဟုတ်ညာဘွဲကန်တာပဲဖြစ်ဖြစ် တင်နိုင်မှာဒီကိုပဲကိုယ်ရှိရမယ်အဲ့လိုစနေစင်းဝင်ကောင်းရမယ်အဲ့လိုဒါတွေတော့တစင်ချင်းတိလောက်ရမှာဒါပေမဲ့လူကြီးတွေလုံးနေမယ်လို့မျော်လင့်နေပေါ့ဆိုတော့ကြတော့ကျွန်တော်အဲ့လိုမျိုးဖြစ်မှာကိုလေးရအောင်မြင်တယ်ကျောင်းလဲဒီမှာလဲခံရတာပျော်တယ်ဆိုတော့ကြတော့ပိုတော့အဆင်ပြေမှာပေါ့အဓိကကတော့အတင်းမှာအတင်းဥပဒေကျွန်တော်တို့ရှင်းပြတယ်သူတို့ရဲ့ရည်ရှိ plan လေးရှိတယ်။အတင်းရဲ့ budget အနေထားလည်းကျွန်တော်သဘောကျတယ်။ပြီးတော့အတင်းကိုလည်းအများကြီးထောက်ကူ ြုတ်ပဲတော့ဖြစ်တဲ့ဒါတော့ခုနကျွန်တော်ပြောသလိုပဲလီးရကျွန်တော်ဟုတ်တယ်ဒီမှာပြောသလိုပဲအခုလူတိုင်းလည်းမြင်တယ်ကျွန်တော်မျိုးသမီးတင်းတွေအောင်မြင်နေတယ်မျိုးသားတင်းလီးအစင်တန်းလည်းနေနေတယ်လူသမီးချင်းတွေမှလည်းကြားလက်ကောင်းလိုက်မကောင်းလိုက်ပေါ့ဆိုကြတော့မျိုးသမီးပွဲလေဟိုတစ်ခေါက်အရာဝင်နဲ့ရန်ကုန်ပွဲမျိုးဆိုရင်ပြည်သက်တွေအပြည့်ပဲဆိုကြတော့ ူတို့ဘယ်လိုမျိုးပြိုင်ဆိုင်မှုပြင်ထန်လဲဒီမှာဆိုရင်တခြားအသင်းတွေဆိုရင်ဂိုးပြတ်ပြီးတော့ဟိုအမျိုးသားချင်းတွေဆိုဂိုးတားပြီးပြတ်လွန်းနေပေါ့အမျိုးသမီးအသင်းဆိုလည်းအဲ့လိုမျိုးမရှိဘူးဆိုတော့ကျွန်တော်တို့ကဓာတ်တွေကိုပွားဟဖို့ကအသင်းတော်များများပြင်မရမှာကျွန်တော်အခုကျွန်တော်တို့အသင်းပြင်တယ်ဒါပေမဲ့တခြားအသင်းတွေမပြင်ဘူးဆိုတော့အခုနကျွန်တော်ပြောသလိုပဲအာယုံစုဆိုင်မှုကရှိမှာမဟုတ်အခု National League မှာဆိုတော့ရန်ကုန်ရှမ်းတခြားလိုက်ကတ်တဲ့အသင်းတွေဟန်တာဝေးတကုံစတာဒီလောက်ပဲလေကျန်တဲ့အသင်းတွေကအကုန်လုံးမြင်နေတယ်တည်းအသင်း ကန်ယုံမဲ့ကန်နေကြတာဒါသူတို့အတင်းဖန်ရှင်တို့ကျွန်တော်ပုတ်ခတ်ထားမှာအတင်းရဲ့ budget ဆိုတာရှိသေးတယ်ဆိုကြတော့အတင်းဖန်ရှင်တိုင်းဖန်ရှင်တိုင်းဟိုအတင်းကညများတုံးမှလီယာပြန်ဆိုင်မှုပြင်ထန်ပြီးတော့ကြတော့ပြီးတော့ကျွန်တော်အခုပြောချင်တာကတချို့အခုတော့ကျွန်တော်ဒီမှာဆိုရင်ညနေ3ဝက်လောက်ကန်တယ်ဒါဆိုရင်အရန်ပူရယ်ဒီလိုမျိုးကျွန်တော်ပြောချင်တာမဟုတ်ဘူး။ပုံမှန်ဆိုကျွန်တော်အမြဲတမ်းလီကျူးဆိုတဲ့6နာရီ9နာရီညဆိုကံ။ဆိုတော့ကလာသမားကကြတော့ခုမှရှိတဲ့အားကို အပုံပြနိုင်တယ်ပေါ့ဒီမှာကျအရင်ပူတယ်နေ့လည်း2နာရီလောက်တည်းကစပြန်တယ်အသွေးပူလေးချင်းကဘာညာလို့ရတယ်ဆိုရင်တချို့ကစားသမားအဲ့လိုမျိုးကိုကိုအတိုင်းမဖြစ်ကြကစားသမားဆိုရင်အဲ့မှာတွေကခန္ဓာကိုယ်အတိုင်းစပြီးပုံမှန်စားပြုတ်နေပေါ့ဆိုတော့ကျွန်တော်လည်းညာဘက်ကံမှုလည်းဟိုညာဘက်မကံတဲ့တော့မှညနေ၄နာရီ5နာရီကံနိုင်မှုလည်းညွန်နေတယ်ပေါ့ဟိုအဓိကတော့အများလုံးက budget ပဲ budget ကအရေးကြီးဆုံးဘယ်နေရာမှာဖြစ်ဖြစ် ောကြ budget များများသုံးနိုင်ရေးလီများများအောင်မြင်မယ်ဒါကျွန်တော်တို့ပြောစရာမလိုလူတွေဟိုလူကြီးလည်းတိတယ်ဒီတော့ပါပဲကျွန်တော်အားရတော့ပြောစရာမရှိပါဘူးအများကြီးပြောကျွန်တော်အားပေးဖို့တိရမလားကျွန်တော်ကခုအောင်ကိုချစ်လို့ခေါ်တာတိရမလားကျွန်တော်ပထမအတင်းမှချင်းနဲ့တွေ့တယ်သူခေါ်ချင်းနဲ့ကျွန်တော်ဝန်ထမ်းတော့ channel ဥစားတခြားနိုင်ငံသားတွေ ဟိုတခြား local player တွေဆိုတော့ဒီမှာအစင်ချင်းတွေပေါ့မခေါ်လို့လည်းမရအတင်းဆိုတော့ကျွန်တော်ညောင်လည်းကြံလို့မရအောင်ဒီကအငွေနဲ့လည်းကြံလို့မရအောင်ဒါမဲ့ဘယ်သူနဲ့တွဲကစားနေလဲကျွန်တော်ကလည်းတွဲကစားနေတော့လေးစမှာလည်းကျွန်တော်ညောင်ကတခါနဲ့နေရောအခန်းပေါ်ဆိုကြတော့ဘယ်နဲ့လုံးခေါ်ပြီးဘယ်နဲ့လုံးကြံကျွန်တော်ကြံမယ်ဒါပေမဲ့သူကရှင်းရှင်းလေးပဲကျွန်တော်ကြံရင်ကြံမယ်မကြံဘူးကြံဒါပဲဆိုကြတော့ကျွန်တော်ကအားပေးပါဦးဒီကကျွန်တော်ပြဿနာမရှိပါဘူး Thank you ပါကျေးဇူးပါကျေးဇူးပါ